တကယ်လာတဲ့ HP E light ဖို့ဆိုတာဒါပါပဲတွေးလိုက်တာနဲ့ကျွန်တော် fingerprint ပြူးနေအောင်တွေးရမယ် speaker design လေးရာလည်းဇစ်ဆက်လေးတွားရတဲ့ design ဘယ်ညာနှစ်ဖက်မှာအလှဆုံးတည်ရှိနေတဲ့ HP E light ဖို့ဘေးပေါင်လေးရာလည်းကျင်းတဲ့ webcam မှာ privacy shutter ပါမယ်ဒီကိုလုံးဝတော့တက်ထူပေါ်ရင်းနဲ့လုံးဝမကြုံးမှုနဲ့တွားနေတဲ့ HP E light ဖို့ပဲဖြစ်ပါတယ် logo အနေနဲ့တော့မြင်မှုနေကြတော့ HP logo အဝိုင်းမဟုတ်တော့ဘူးဒုတ်ချောင်းလေးချောင်းနဲ့ logo ပြောင်းဖြစ်ပါတယ်ဘေးပေါ်အချိုးကတော့ကျွန်တော်မြင်တဲ့အတိုင်းပဲကျွန်တော်လည်းမပြောပြတတ်ဘူးဒါပေမဲ့လှတယ် ဘေးမှာတော့တိုက်စီနှစ်ပေါ်ပါမယ် HDMI ပါအောင်မယ်အောက်သွင်းတဲ့ပေါ်ဒီဘက်မှာရွှေစီနှစ်ပေါ်နဲ့ audio jack ပါမှာပဲဖြစ်ပါတယ်အယိုးရှင်းဆုံးပဲသွားတာဖြစ်ပါတယ်ဘေးမှာတော့ e light bulb ဆိုတော့နောက်ဆုံးမှာဒီစိတ်လေးကမြင်ရတယ်မနော် e light bulb design ကတော့ဈေးနှုန်းကတော့16သိန်း5000လို့ပြောပါတယ် i5 ကို11ကြံ run 16k နဲ့ ssd 2.5 inch ဖြစ်ပါတယ် iron ac graphic 14လက်မ display ကိုကြီးစိုးနေအောင်သုံးရမှာပဲဖြစ်ပါတယ်ဗျအဲ့တော့ hp e light bulb ပါပဲသူ့ဈေးနဲ့သူ့ရဲ့ specification နဲ့ စီးရီးယားအရန်တက်လာတဲ့ HP Elite 840G8 ဖြစ်ပါတယ်ဗျဒီဇိုင်းမှန်းတော့ဒါပါပဲเนาะနှလုံးမဲ့ရောက်ပါတယ်အတန်ဆုံးအမြန်ဆုံးဝယ်ပါဗျကျေးဇူးတင်ပါတယ်